လွန်ခဲ့တဲ့ဆယ်နှစ်လောက်တုန်းကတစ်တော်တစ်ခုဟာဆိုရင်တော့တပင်ကြီးငယ်တွေနဲ့တောရဲ့ဆူဆူမှုတဘာဝကိုအပြည့်အဝခံစားနိုင်ပါသေးတယ်။မိုးလင်းကနေ့အချိန်နေအလင်းရောင်ကတောထဲကိုတိုးဝင်နေပြီးတိရွတ်ကျွေးတဲ့ရာသီဥတုထဲမှာတန်ကားတော်နှစ်ပါးလမ်းလျှောက်ကြွာလှမ်းနေကြတယ်ဗျ။ရှိရနေကြွာလှမ်းနေတဲ့ဦးစင်ရဲ့ဘွဲ့အမိကတော့အရှင်စာရဖြစ်ပြီးငယ်စဉ်ကတည်းကဘုံကြီးဝိခါတရားပေါင်ထဲမှာနေထိုင်နေတာဖြစ်ပါတယ်။ယာဒီဥရုအယက်မပူတဲ့အခါတိုင်းလိုလိုမှလည်း တောထွက်ပြီးတရားကျင့်လေရှိတယ်ပေါ့ဗျာအဲ့လိုတောထွက်တရားကျင့်နိုင်လေကိုရင်တပါမဟုတ်တပါအမြဲတမ်းအဖို့လိုက်ပါလေရှိပါတယ်ကိုရင်လမ်းလျှောက်နိုင်သေးရဲ့လားဦးစင်းရဲ့နောက်ကနေဖြေးပြေးချင်းလိုက်လာနေတဲ့ကိုရင်ကလမ်းလျှောက်တာတဖြည်းဖြည်းနဲ့အားလျော့လာခဲ့တာကြောင့်အရှင်စာရကမေတ္တာအပြည့်နဲ့လှည့်ကြည့်ပြီးမေးမြန်းလိုက်တာပါရှောက်နိုင်သေးပါတယ်ဦးစင်းဖေဒါပေမဲ့နည်းနည်းတော့နှေးပါလိမ့်မယ် ်ဦးစင်းကခေါင်းငိမ့်ပြလိုက်ပါတယ်တကယ်တော့မမေ့လဲဦးစင်းကအရင်ကတည်းကလေ့ကျင့်ထားတဲ့ပညာတွေကြောင့်ကိုရင်အတော်လေးကိုပင်ပန်းနေပြီဆိုတာကိုသိတော်မူနေခဲ့တယ်ဗျကိုရင်အတွက်လဲဒါဟာဦးစင်းနောက်ကိုပထမဆုံးအခြေတောထွက်လိုက်ဖူးချင်းဖြစ်နေခဲ့တာလည်းပါပါတယ်ចောင်းဆောင်ကနေမှထွက်လာခင်တော့ကိုရင်ကတောထွက်တရားကြည့်ရမှာကိုအရန်စိတ်လှုပ်ရှားနေခဲ့တာကြောင့်ဦးစင်းအနေနဲ့စိတ်ထဲကနေမချီချူပဲမနေနိုင်ခဲ့ပါဘူး။ကျောင်းဆောင်ကနေထွက်ပြီးတောထဲကိုရောက်လာတဲ့အခါမှာလဲ ဦးစင်ကိုရင်ကိုတတိထားကြည့်နေမိတယ်ဗျ။ဒါပေမဲ့ကိုရင်ကဘလောက်ပဲပင်ပန်းနေပါစေတိတ်ခန့်ခြင်းတရားအတော်လေးရှိတာကြောင့်ဦးစင်ရဲ့စိတ်ထဲကနေထပ်မံချီးကျူးနေမိပါတယ်။နိုင်တလောက်ပဲနော်ကိုရင်။ဦးစင်လည်းဖိဖိချင်းရှောက်မယ်။ဦးစင်တို့နားမယ့်နေရာကိုရောက်ဖို့ကတိတ်မလို့တော့ပါဘူး။ကိုရင်ကလည်းသူ့ကိုနောက်ကလိုက်ခွင့်ပြုတဲ့အပြင်သူ့အပေါ်မေတ္တာထားပေးတဲ့ဦးစင်ကိုလက်ဟုတ်ချပြီးဂျေဇူးတင်နေခဲ့ပါတယ်။ ဒါမှမဲ့လဲตายပြီးရေရှိရာအရက်တစ်ခုကိုဖျက်သွားတဲ့အခါကိုရင်ကဘလောက်ပဲပင်ပန်းနေပါစေစိတ်ထက်တန်တရားဖြစ်နေတဲ့အရာကိုတော့မမေ့ပဲမနေနိုင်ခဲ့ပါဘူးဦးစင်ဖေဘာလို့ဒီနေရာမှာပဲမနာတာလဲဖေဦးစင်ကအရှိတ်ကို အရင်ကြည့်ပြီးမှ ကိုရင်လေးမေးတာကိုလှဲ့ပြီးဖြေးပစ်လိုက်ပါတယ်ဒီနေရာကကောင်းပါတယ်ဒါမှမဟုတ်ရေမရှိဘူးအောက်ကိုနည်းနည်းထပ်ဆင်းသွားရင်ရေလည်းရှိတယ် ိုရင်လည်းနားရပြီပေါ့ကိုရင်နားလည်းသဘောပေါက်ပြီဦးစင်နောက်ကိုဘာမှထမ်းမမေးတော့ပဲလိုက်သွားခဲ့ပါတယ်အဲ့နောက်မှာတော့တောင်ကုန်းအသေးလေးတစ်ခုဖျက်ပြီးနတ်ကြည့်တယ်လို့နာမည်ကြည့်တယ်ဖုံချောင်းအဟောင်းဇီဒီအဟောင်းနေရှိတဲ့နေရာကိုရောက်သွားခဲ့ကြပါတယ်ကိုရင်အဲ့ရေကန်တဲသေးလေးကိုတွေ့လားအရေလဲတတ်နေမျက်နှာလည်းတက်လို့ရတယ်နော်ဦးစင်လည်းညှို့ထိုးပြတဲ့နေရာကိုကြည့်တော့ ရေကန်ကိုတွေ့လိုက်ရပြီးကိုရင်အယမ်းပြောသွားခဲ့ပါတယ်။ဒီလိုနဲ့ကိုရင်ကဦးစင်းနားဖို့အတွက်နေရာကိုအသေးချာလေးပြင်ဆင်ပေးပြီးရေကန်မှာမျက်နှာတက်ဖို့ထွက်လာခဲ့တယ်ဗျ။နားတဲ့နေရာကနေရေကန်အသိမဝေးဘူးလို့ဆိုပေမဲ့တွားလေလေဝေးလာတယ်လို့ခံစားနေရပါတယ်။ပြီးတော့ကိုရင်ကသူ့အနောက်ကိုတယောက်ယောက်လိုက်လာတယ်လို့မျိုးလဲခံစားနေရတယ်ဗျ။ဦးစင်းစိတ်ပူလို့များနောက်ကလိုက်လာလားမသိဘူး။ အဲ့ဒီမှာကိုရင်တန်တရားဖြစ်ပြီးအယံမကြောက်မိအောင်စိတ်ကိုထိန်းကရရင်စိတ်တွေနဲ့အာတင်းထားလိုက်ပါတယ်လူတရားအဝိတ်ခါလိုက်သလိုမျိုးအတန်ကိုကြားလိုက်ရပြီမယ်သူ့အရှိမှာတော့ဘာမှမရှိပဲလစ်လန့်နေခဲ့တယ်ဗျဦးစင်းနားနေတဲ့နေရာကလည်းခက်လှန်လန့်အောင်ရောက်သွားတော့ကိုရင်ချက်သိန်းနေထပြီးကြောက်စိတ်တွေဝင်လာခဲ့တာနဲ့ရေကန်နားကိုအမြန်ဆုံးတွားတော်တယ်ဗျတွားနေပြီမဲ့လည်းရေကန်နားကိုမရောက်နိုင်ပဲရုတ်တရက်ဆိုသလိုမှုန်တိုင်းလိုလေတွေတိုက်ခတ်လာခဲ့တာကြောင့်ကိုရင်အပေါ်ကိုမော့ကြည့်လိုက်ပါတယ် ကောင်းကင်ကလည်းနေပြီးတော့အမြန်မောင်းလာတာပဲနေဝင်ချင်းရဲ့အနေအောင်ကောင်းကင်ကအခုလိုအချိန်နေမျိုးမှာတော့သူ့အတွက်ကြောက်စရာကောင်းနေခဲ့ပါတယ်ခြေလက်အနေငယ်ရှောင်းရေကန်ကိုရောက်ပြီးမှသူ့လက်အမြန်သွားပြီးခြေလက်မျက်နှာတိတ်ခါနားနေတဲ့နေရာကိုပြန်သွားဖို့လှုပ်ခဲလိုက်တယ်ဗျာဒါမှမဟုတ်ရေကန်ကနေပြန်ထပြီးနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့အရာအလုံးကမှောင်မဲ့သွားပြီးအရင်နဲ့လုံးဝမတူတော့ပါဘူးသူမြင်လိုက်ရတာကမျက်ပင်ကြီးငယ်တွေနဲ့ရှုပ်ထွေးနေတဲ့ တောင်းနေကြီးတစ်ခုဖြစ်နေပြီးပိုကြောက်စရာကောင်းတာကတိရွက်တွေပြန့်လွင့်နေအောင်လေတွေကလည်းတိုက်ခတ်နေပြန်ပါတယ်ပြီးတော့ဘယ်ဟာမှန်းမသိတဲ့ခွေးဦးတန်တွေကလည်းဇက်တိုင်ထွက်ပေါ်နေခဲ့တယ်ပြန်ကိုရင်ဘယ်ညာကြည့်မိနေပြီးဒါကဦးစင်းတော့ကိုပထမဆုံးတောထွက်လိုက်တာဖြစ်လို့အခုလိုမျိုးကြုံရမယ်မှန်းကြိုတင်မသိခဲ့ပါဘူးလေးလံတဲ့ခြေတံတစ်ခုကသူ့အနောက်ကနေလိုက်လာခဲ့တာကြောင့်ကိုရင်သတိထားပြီးလှည့်ကြည့်လိုက်တဲ့အခါကိုမျက်စိကိုယ်တော်မယုံနိုင်အောင် ဖြစ်သွားခဲ့ရတယ်ဗျာ ကြောက်စရာကောင်းတဲ့မြင်ကွင်းကြီးပါပဲစုပ်ပြနေတဲ့အဝဲအစားတွေနဲ့အရက်မြင်မားတဲ့ယောက်ျားတစ်ယောက်ကမျက်တောင်နေကြီးတယ်နဲ့ကိုပေါ်မှာလဲဒဏ်ရာတွေတွေးတွေပေးချန်နေကြတယ်ပြကိုရင်လေးနောက်ကိုဆုတ်သွားပြီးဒီအခြေအနေကတော့လူမဖြစ်နိုင်တော့ဘူးဆိုတာတေးချနေခဲ့ပါပဲ။ဒါကြောင့်သူဦးစင်းရှိတဲ့နေရာကိုအမြန်ဆုံးရောက်အောင်အော်ဟစ်ပြေးလေတော့တယ်ဗျ။ဘလောက်ပဲကိုရင်ရဲ့အတန်းကျဲနေပါစေနောက်ကနေပြေးလိုက်လာတဲ့အတန်းကပူပြီးကျဲလောင်နေခဲ့ပါလေ။ အဲ့ဒီခန္ဓာကိုယ်ကအယံမြင့်မပြီးခြေတံတွေကလည်းကြီးမကပိတ်တာတည်းရဲ့တကောင်လိုပါပဲဦးစင်ဦးစင်ကဲဘာဦးကြောက်စိတ်တွေကြောင့်အကူညီတောင်းတနေရတယ်လေဦးစင်ကိုလိုက်ရှာတာတလဲနဲ့ဖြစ်နေတော့မှာပဲအရှိတ်ဘက်အစွန်လောက်မှာဦးစင်ကသူ့ကိုလက်ရက်ခေါနေတာကိုမြင်လိုက်ရပါတယ်ဒါပေမဲ့ဘလို့အကြောင်းကြောင့်ဦးစင်ကတရားထိုင်မဲ့နေရာမှာမရှိပဲအဲ့ဒီတောထဲမှာလက်ရက်ခေါနေရလဲဆိုတာကိုကိုရင်တရားရက်ပြီးစဉ်းစားနေမိတယ်ဗျာ ိုင်းနောက်တော့တုတ်ချေတင်ပြီးဦးစင်သွားတဲ့နောက်ကိုအမြန်လိုက်ပါတော့တယ်။ဦးစင်ဦးစင်ဘာမှလဲဖေ။အနောက်ကိုသွားလေဦးစင်ကအဝေးကိုပူပြီးတော့ရောက်ရောက်သွားပါတယ်။ဖြည်းဖြည်းချင်းနဲ့ဦးစင်ကတောနဲ့ထဲကိုဝင်သွားပြီးတင်ငန်းဝန်သားမြင်နိုင်တဲ့အထိဖြစ်သွားပြီမယ်။ကိုရင်ကရှေ့မှာကြုံခဲ့ရတဲ့ကြောက်စိတ်တွေကြောင့်ဦးစင်သွားတဲ့တောနဲ့ထဲကိုဝင်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။တောနဲ့ထဲကိုပိုရောက်လေအပြင်အလင်းရောင်တွေကလည်းနှဲလာခဲ့တယ်ဗျ။ပိုကောင်တန်းအမျိုးမျိုးနဲ့အတူ တော်တရိဆန်တချို့ရဲ့အတန်နေလဲကြားနေရပါတယ်။ဒါပေမဲ့အဝေးကလှမ်းမြင်နေရတဲ့ဦးစင်းကဖြည်းဖြည်းချင်းရှီကိုဆက်သွားနေတော့မှာပဲ။ဘယ်အရက်ကိုဆက်သွားရမှန်းမသိတော့အောင်ပျောက်ွယ်သွားခဲ့တယ်ဗျ။ဦးစင်ပြဦးစင်တပည့်တော်ကေပါဦးပိုးပြီးကြောက်စိတ်တွေဝင်လာလေကိုကြီးအဲ့ဒီတောင်းတဲ့ထဲကနေထွက်ပြေးဖို့စဉ်းစားမိလေပါပဲဒါပေမဲ့ဘယ်နေရာကိုပဲကြည့်ကြည့်ထွက်ပေါက်မရှိနိုင်နဲ့ တပင်အုပ်ကြီးတွေနဲ့ပဲပြည့်နှက်နေခဲ့တယ်ဗျပိုးပြီးလမ်းလျှောက်လေးပိုးပြီးနှက်ဆိုင်လာလေကိုရင်လေးကိုတိုင်းလဲလမ်းပြောင်းနေပြီလို့ခံစားလာရပါတယ်ဘယ်ဟိုစသွားအမှန်မသိစဉ်းစားနေတော့မှာပဲရှေ့မှာဦးစင်းကထပ်ပြီးခေါ်နေတော်မြင်တော့ကိုရင်လေးတယောက်စိတ်သက်သာရာရသွားခဲ့တယ်ဗျဦးစင်းတပည့်တော်လာခေါ်လာလားဗျာတိုးရင်နေတဲ့အတန်းနဲ့မေးလိုက်ပြင်မယ်အသေးချာကြည့်လိုက်တော့မြင်လိုက်ရတာကဦးစင်းမဟုတ်ပဲ တားကောင်စာလောင်ရဲ့အကြီးနဲ့စိုက်ကြည့်နေတဲ့တမန်ကြားတကောင်ဖြစ်နေခဲ့ပါတယ်။အဖေအမေဦးစင်တပည့်တော်ကဲစားပါဦး။ဒီလိုအဖြစ်မျိုးတွေသူများပြောတာကြားဖို့ခဲ့ပေမဲ့အခုလက်တွေ့ကြုံနေရတဲ့ကိုရင်နောက်ကိုတော်လှည့်မကြည့်ဝန်းတော့ပဲဥတီရမယ်ဆက်ပြေးနေခဲ့ရပါတယ်။စိတ်ထဲမှာတော့ပထမဦးစင်လက်ရခေါ်ခဲ့တဲ့နေရာကိုရောက်အောင်ပြန်ပြေးမယ်လို့ပဲတွေးထားခဲ့တယ်ပြ။နှလုံးသားတွေကလာတဲ့အကြောက်တရားကြောင့်ပုန်းခိုစီရနေရာတစ်ခုကိုတပင်းတပင်းအောက်မှာတွေးလိုက်ရတာ ਨੇ ကိုရဲအဲ့ဒီအထက်ကိုတိုးခွေပြီးပုံနေလိုက်ပါအထဲမှာထိုင်ပြီးဦးစင်းတင်ပေးထားတဲ့ဘုရားစာတွေအားလုံးကိုစိတ်ဝိညာဉ်လွင့်မသွားအောင်စိတ်ထဲကနေအဆက်မပြတ်ရွတ်ဆိုနေထိုးနေကြကြားရဲ့ဟိန်းသံတဲ့ခြေတံတွေကလည်းမနှီးမဝေးမှကျေလောင်စွာထွက်ပေါ်နေခဲ့ပါတယ် ကိုရင်လမ်းပြောင်နေတဲ့တောတွေကနေထွက်ပြေးဖို့ကြိုးစားရင်စိတ်ထဲကနေဖျားစာတွေရွှေဆူနေရင်လည်းပဲအိပ်ပျော်သွားခဲ့တယ်ပြအချိန်တော်ကြာတော့ကြားဟိန်တန်တွေပျောက်သွားပြီလူတချို့ရဲ့ခြေတန်တွေကိုကြားမှာပင်ပန်းပြီးအိပ်ပျော်နေတဲ့ကိုရင်လန့်လို့သွားခဲ့ပါတယ်ကိုရင်လေးဒီမလာရင်းနေနေတဲ့အတန်ကိုကြားလိုက်ရတော့ကိုရင်အိပ်သစ်ပင်အောက်ကနေချက်ချင်းတိုးထွက်လာခဲ့ပါတယ် တပည့်တော်ဒီမှာပါဦးစင်းဖျားသူ့ရဲ့မျက်ဝန်းတစ်စုံကကြောက်ရွံ့မှုတွေနဲ့ပြည့်နေပြီးခန္ဓာကိုယ်ကလည်းတုန်ရှင်နေခဲ့ပါတယ်ကိုကြီးလေးအိပ်ပျော်သွားခဲ့တာမနက်မိုးလင်းကနေအချိန်ထိတောင်ဖြစ်သွားခဲ့တယ်ဗျဒါမှမဟုတ်လဲကိုယ်တိုင်အသက်ရှင်ပြီးဦးစင်းနဲ့ပြန်တွေ့ရတာလောက်အရေးကြီးတာမရှိခဲ့ပါဘူးဘာလို့တော့နဲ့ထဲကိုဝင်းသွားတာလဲရေကန်မှာမျက်နှာသေးရင်လည်းပျောက်သွားတာတပည့်တော်ဦးစင်းကလက်ရခုံးနေတော့မြင်လိုက်လို့ပါအဲ့တော့ရေကန်နားမှာတရက်လက်ချောက်ထားကိုခံနေရလို့ဗျာ ကိုရင်ကဦးစင်းပြောတဲ့ရေကန်တွေကိုလက်ညှိုးထိုးပြပေးမယ်။ရွာသားတွေကတော့အချင်းချင်းကြည့်ပြီးဦးစင်းနဲ့ကိုရင်ကိုတောနဲ့ထဲကနေခေါ်ထုတ်ပေးလိုက်ပါတယ်။မနေ့ဆုံးလောင်းမှုစောင့်နေကြတဲ့ရွာသားအချို့ကလည်းဖြစ်သွားတဲ့အဖြစ်ပြက်အပေါ်စိုးရိမ်တကြီးနဲ့ပြောဆိုနေကြတယ်ဗျာ။အဲ့ချိန်မှာအမျိုးသမီးတယောက်ကအရှင်ဖျားကိုတောထွက်ရာကနေကျောင်းဆောင်မှပြန်ခင်အန်ရယ်ကနေသူ့ရွာသားတွေကိုကူညီပေးခဲ့ဖို့ရှောက်နေခဲ့ပါတယ်။ဒီမှာဘာတွေဖြစ်ခဲ့ကြတာလဲ ။တပည့်တော်တို့လည်းအရင်ကတော့ငြင်းငြင်းချမ်းချမ်းနေခဲ့ဘူးပါလေ။ဒီနေ့ကျတော့ဒီကိုလူတစ်ယောက်ရောက်လာပြီ။အရင်မူးတာနဲ့ရေကန်ထဲမှာသေးသွားခဲ့တာ။အရင်ဒီအနားတဝိုက်မှာတမန်ချားရှိနေတာကိုလည်းရွာသားတွေသိထားတော့အဲ့ဒီလူကကြားလိုက်လို့ရေကန်နဲ့ကြပြီးသေးသွားတာလားတော့မသိဘူး။သူ့အိုအစားတွေကလည်းစုပ်ပြတ်နေခဲ့တယ်။အဲ့ဒီစကားကိုကြားလိုက်ရတဲ့ကိုရင်ကသူမြင်ခဲ့ရတဲ့ကြောက်ရွံ့ကောင်းတဲ့မြင်ကွင်းကိုပြန်တွေးမိတော့ပါတယ်။အဝေအစားအပြည့်တွေနဲ့ဒဏ်ရာတွေနဲ့ပြေးနေတဲ့ယောက်ျားတစ်ယောက်ပါပဲ။ဒါကြောင့်ကိုရင်က ဦးစင်းတဲ့ရွာသားတွေကိုသူမြင်ခဲ့ရတာတွေပြန်ပြောပြလိုက်တယ်ဗျာဒီလိုဆိုရင်တော့အဲ့လူသေးရဲ့ဝိညာဉ်ပဲဖြစ်မှာကိုကြီးကိုကိုထင်ပြလိုက်တာလေဦးစင်းလက်ရခေါ်တယ်လို့မြင်တာလေတမန်ကြာအသွင်ပြောင်းပြီးကိုကြီးကိုမျှခေါ်တာဖြစ်လိမ့်မယ်ကံကောင်းနေပြောရမယ်တပြည့်တော်ဒီနာဖြတ်ချောင်းရင်လည်းဦးစင်းတရားထိုင်နေတော့မြင်လိုက်လို့မဟုတ်ရင်တော့ကိုရင်လေးကိုနောက်ကြမှာတွေ့မှာဒါနဲ့ဒီနေရာကចောင်းဆောင်အဟောင်းကြီးဖြစ်ခဲ့တာကိုသိပါသလားဗျာ တခြားရွာသားတယောက်ကလည်းအရင်အဖြစ်ရဲ့ဟောင်းတွေကိုပြောပြနေပြီးကိုရင်လေးကတော့ဦးစင်းကိုအံ့အသင့်စွာနဲ့ကြည့်နေမိခဲ့ပါတယ်။ဦးစင်းသိပါတယ်။ဒီနေရာကိုတောထွက်လာတာကလည်းဒီဖုံးကြောင်အဟောင်းမှာကြမ်းရှိနေတဲ့ဝိညာဉ်တွေကိုကျွလို့တော့အောင်မေတ္တာပို့ပေးခြင်းလို့ပါ။ဒါပေမဲ့ခြောက်ချားနေတဲ့ဝိညာဉ်ဆိုးတွေနဲ့တမန်ကြားကိစ္စကိုတော့ကိုတော့မသိခဲ့ပါဘူး။ဒီလိုပြောဆိုပြီးတာနဲ့ဦးစင်းနဲ့ကိုရင်တို့ဆုံးခံယူကစွတ်တောင်းစကားမွက်ကြပြီးဒီနေရာကဝိညာဉ်ဆိုးတွေကိုမေတ္တာပို့ပေးမယ်လို့မိန့်ကြားခဲ့ပါတယ်။ ပြီးတော့ကြောက်စိတ်တွေရှိနေသေးတဲ့ကိုရင်ကိုလည်းတီးတာစကားပြောလိုက်တယ်ဗျကိုရင်လေးကိုပြောချင်တာဒီနေအောင်ခေါ်လာပြီးတောထွက်တယ်ဆိုတာအကြောင်းအရာအများကြီးကြောင့်ပဲဒီလိုမျိုးဆိုးရွားတဲ့ကိစ္စတွေကိုထပ်တွေ့စေဖို့တော့မဟုတ်ဘူးဒါမှလည်းကောင်းပါတယ်ဒီအဖြစ်အပျက်ကလူရဲ့စိတ်သဘောထားအမှန်ကိုသိအောင်လဲသင်ပေးသွားပါလိမ့်မယ်ဘယ်လိုမျိုးလဲဗျလူစိတ်ဆိုတာကိုယ်တိုင်ဖန်တီးနိုင်တယ်ကြောက်စိတ်ဖြစ်အောင်လဲလုပ်နိုင်တယ်လို့တတ်သိတွေရှိလာအောင်လဲလုပ်နိုင်တယ်တခါတလေမှာကိုမြင်တဲ့အရာကိုထင်တယ်လို့လဲမဖြစ်နိုင်ဘူး ။နောက်ဆိုရင်တော့ကိုရင်သတိတရားကိုလက်ကင်ထားရမယ်။ဒါမှမဟုတ်တော့တဲ့ကိုရောက်မသွားနိုင်ပါဘူး။တင်မဦးစင်ဖေဟာကိုရင်လည်းသူ့အတောက်ကဲတင်ပေးခဲ့တဲ့ဦးစင်ကိုဥချကတော်လိုက်ပါတယ်။အဲ့ဒီကစပြီးဦးစင်ရဲ့နောက်ကိုဘယ်ကူပဲသွားသွားဘာဟုတ်ပဲလှုပ်လှုပ်တေချာသတိထားပြီးတော့အရာရာကိုဆုံးဖြတ်တတ်သွားတို့တယ်ဗျ။ဟုတ်ကဲ့ဇလန်းလေးကောင်ဒီလောက်ပါပဲခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။